အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champions League တက်တဲ့အောင်းလိုက်မင်္ဂလာပါ Manchester United ကလာမယ့်နွေရာသီမှာသူတို့တက်ကတ်ထားနေတဲ့ကွင်းလေကစားမားတွေဆင်းထွက်လာပြီဆိုတော့သိကြတာပြကျွန်တော်စောင်းရသီမှာလည်းကစားမားတိဖြစ်နိုင်တဲ့အထူးသဖြင့်ကွင်းလေဒါမှမဟုတ်ရှင်နွေရာသီတိဆောက်ပြီးတော့နွေရာသီမှာခွန်နိုင်တဲ့အခြေအနေရှိတဲ့အချိန်မှာအခု မန်ယူနိုက်တက်ကသူတို့တီချာပေါက်လူချင်းနေပြီးတော့တာဂက်ထားတဲ့ကိုင်းလေကစားမှ6ယောက်စင်းထွက်တယ်။အဲ6ယောက်စင်းကဘယ်သူတွေလဲဆိုအခုလောလောဆယ်မှာယူနိုက်တက်ကဒါအခု Tosport ဆိုတဲ့ Radio Station ရဲ့ report ရဲ့ပေါ်ပြချက်ရမန်ယူနိုက်တက်က2026ဝေယာဒီကာလမှာသူတို့လူချင်းတဲ့ကစားမတွေမှာဈေးကြီးတဲ့ကစားမကနေဈေးသက်သက်ရတဲ့ကစားမအထိစုစုပေါင်း6ယောက်ရထားတယ်။ ကလကအခုကာလိုကက်စမီရိုကိုတေချာပေါက်တက်တန်းထတ်တိုးမယ်ညာတက်တန်းတိုးမယ်ဒါပေမဲ့လူသူ့တို့လောကလာစာရှော့ချပြီးတက်တန်းတိုးမယ်ချိန်မှာမန်ချက်စတာယူနိုက်တက်နီးပြရူဘီအမရိုတွတ်သူတို့အားဖြည့်ပြီးမဲ့တိုက်စစ်ကွင်းလေ6ရောက်ကနံပါတ်1ဈေးကြီးဆုံးဖြစ်တဲ့ကာလိုစ်ဘလီပါပေါင်136တန်းရှိတယ်ဘရိုက်တန်ကစောင်းရတီမှာလုံးဝမရောက်ဘူးလို့ပြောထားတယ်ဒါပေမဲ့တေချာတာတော့သူဟာဝေးရတီမှာဖြစ်လာနိုင်ကြီးရှိတယ်ဘရိုက်တန်လိုသေးမျိုးကပြောင်းရွှေ့ချင်းကိုမြို့မြို့မြတ်ပေးတေချာပေါက်ရောက်တဲ့အသေးမျိုးဒါပေမဲ့ question က ကာလော့စ်ဘလီပါဟာ136တန်းတန်းလာကျွန်တော်ထင်တော့မတန်ဘူးအလုံးဆုံးတန်80ပဲအဲ့ဒါတော့မှ80ဆိုအဲ့လောက်မရှိသေးဘူး60လောက်ပဲရှိတာဒါပေမဲ့ Brighton ရှီကလူဝင်စီးကြီးတယ်ကာလော့စ်ဘလီပါနောက်တစ်ယောက်က Elliot Anderson ဒီသားမကလည်း Forest တင်းကနေအတင်းတိုင်းလိုက်နေတဲ့သူဖြစ်တယ် Elliot Anderson က23နှစ်ပဲရှိတယ် Newcastle ကပြောင်းတော့ကပေါင်း35တန်းပေးရတယ်အဲ့ကစားမောက်ကို Manchester United ကလူချင်းတယ်ဒီသားမောက်ကို80နဲ့80ကြာကြာရင် Forest ကရောက်ွယ်ရှိတယ်။ Man United တော့ option ကောင်းကောင်းစိတ်ဝင်စားစရာတယောက်ဖြစ်တယ်။တတိယတယောက်ကတော့ကျွန်တော်အစောတည်းကသူတို့စိတ်ဝင်စားတဲ့ Adam Warden ဒါ Crystal Palace ရဲ့ England ကွင်းလေကစားမှဖြစ်တယ်။ဒီကောင်လည်း chart တိပဲဖြစ်တယ်။ defensive midfield ရောဘောက်စုပေါက်ရောကောင်းကောင်းကစားနိုင်ပြီးတော့တကယ် Palace မှာတကယ်မာကျော်ချစ်လက်တဲ့ကွင်းလေပဲကျွန်တော်ထင်တော့အဲ့ခုနထဲမှာ Bali Barter ဆိုင် Adam Warden ကပူအောင်ကောင်းသေးတယ်နောက်တစ်ခုကသူက အင်္ဂလန်ခွဲလေကစားမှာပြတေးကြတဲ့အင်္ဂလန်လူဝေးစင်အတွက်လည်းသူမန်ယူနိုက်တက်တာရောက်ပါနိုင်သလို home ground player အတွက်လည်းအစားထိုးနိုင်တယ်သူကအနည်းဆုံး80လောက်ဆိုရနိုင်တယ်80 80ပဲအဲ့တယောက်ရှိတယ်ပြီးတော့မှဒီနောက်တစ်ယောက်ကတော့ Angelo Stella Angelo Stella ဆိုတာကတော့ Custuke ရဲ့ခွဲလေကစားမှာဒီကစားမကို Real Madrid လိုက်ခဲ့မှုတယ် Manchester United လည်းသဘောကျတယ် Stuttgart ကမနစ်ကရောက်ဖို့စဉ်းစားတယ်ဒါပေမဲ့ဈေးကွက်ပိတ်ခံပြီးမှစိတ်ပြောင်းပြီးတော့သူတို့ပြန်ပြီးထိန်းထားခဲ့တဲ့ကစားမဖြစ်တဲ့ Jamdi ကွင်းလည်းကစားမဖြစ်တဲ့ Angelo Stella ဖြစ်တဲ့ဒီစားမကလည်း Ruby Amorim သဘောကျတဲ့သူ ဖြစ်ပြီးတော့နောက်တစ်ယောက်ကတော့ Corner Glacker ဖြစ်တယ် Corner Glacker တော့အခု United ကဈေးကွက်ပိတ်ခံပြီးလေးမှာတွားပြီးတော့အလှည့်အမြန်တွားရောက်ကမ်းလှမ်းခဲ့တဲ့သူဖြစ်တယ် ဒီခေါ်နာကလကဆိုတာအလုံးတည်ထားပြီးသားအရင်တော့ကချယ်ဆီမှာကစားတယ်ခရစ်စပရီမှာကစားတယ်အင်္ဂလန်ဘောလုံးလောကနဲ့အံဝင်ပြီးသားဖြစ်ပြီးတော့သူကတော့ defensive တဲ့ဘောက်စုဘောက်မျိုးပုံစံမျိုးအားတန်တဲ့ကစားမမျိုးဖြစ်တယ်အဲ့ခေါ်နာကလကကိုအတန်း၄၀လောက်တောင်ရနိုင်တယ်သူတို့ Atletico Madrid ကတန်း၄၀ပဲပေးရတော့ခေါ်နာကလကကဖြစ်နိုင်ကြီးကောင်းတဲ့သူတစ်ယောက်ဖြစ်တယ်အရာကခေါနာကလကကိုသူတို့သဘောကျပြီးတော့သူတို့စိတ်ဝင်စားတဲ့သူဖြစ်တယ်ပြီးတော့မှ ဒီ Sporting Lisbon ရဲ့အသင်းကောင်းဆောင်ကွင်းလေကစားမ Modern Women ဆိုတဲ့ကစားမရှိတယ်ဒီစားမကအခု Ruben Amorim ရဲ့အသင်းဟောင်းရဲ့အသင်းကောင်းဆောင်ဖြစ်တယ်သူ Ruben Amorim သဘောကျသူဖြစ်ပြီးတော့ Sporting ရှိကနေလိုချင်တဲ့သူ့ရဲ့ကြော်ကြီးစာချုပ်က80လောက်ရှိတယ်ဒါပေမဲ့တကယ်တမ်းက Euro 90လောက်နဲ့တောင်ရနိုင်တဲ့သူဖြစ်ပြီးတော့ Manchester United ရထားတဲ့ကစားမတွေမှာပါတယ်ဆိုတော့အခု Carlos Palepa က136တန်းရှိတယ် ဒါသူတို့တတ်မှတ်ထားတာပေါ့လေ Elliot Anderson က90 80လောက်ဆိုရနိုင်တယ် Adam Warden ကလည်း90 80ကြာဖြစ်နိုင်တယ်ဒါ Stella ကတော့ Real Madrid က60လောက်ထိပြီးခဲ့ဘူးတော့အဲ့လောက်တော့သူတို့ရှိကောင်းရှိနိုင်ပြီးတော့ Konagla က30လောက်နဲ့ဖြစ်နိုင်တယ်အဲ့ထဲမှာနောက်ထပ်တစ်ယောက်က Andre Santos ဆိုတဲ့ Chelsea ကိုလည်းကစားမတစ်ယောက်ခြံသေးတယ်ဒီစားမကတော့ 60 80လောက်တော့ရှိနိုင်တယ်ချယ်ဆီကသူ့ကိုအဲ့လောက်တော့လည်းရောင်းမှာမဟုတ်ဘူးဒါပေမဲ့60လောက်တည်းရှိနိုင်တယ်ချယ်ဆီနဲ့ယူနိုက်တက်ကကစားမအယောင်းဝင်မှာအဆင်ပြေတဲ့အသင်းတွေဖြစ်တော့ maybe ဖြစ်နိုင်ချေရှိပြီးတော့ modern white man က90လောက်ရှိတယ်ဒါက ruben amoro သဘောကြတဲ့ကွင်းလေကစားမတွေဖြစ်တယ် man united တို့ကသူ့ကိုရာထားတဲ့နောက်နှစ်လူရာသီတို့ကအဓိက target ထားတယ်မန်ချက်စတာယူနိုက်တက်ပြည်သက်တွေဆိုဘယ်သူ့ကိုလူချင်းလဲ ကျွန်တော်တို့ Carlos Baliba ဈေးရများလို့နေဈေးများလို့နေ Adam Warden လို့ပါလို့ခေါ်တာပို့ပြီးတော့တဘောကြကျွန်တော်အမြင်ပေါ့လေဘလို့ထင်ကြလေဘလို့မြင်ကြလေကိုမတ်မှာဝင်ရောက်မှတ်ချက်ပေးကြပါအားလုံးကျေးဇူးတင်ပါတယ်